Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော် Football Media နေ Page Harry ကနေပြီးတော့ပြည်သက်ကြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာ Okay ကျွန်တော်ဒီဒီပေးပြုတ်ပြသမဲ့ဗီဒီယိုလေးကတော့စနေနေ့မှာကံမဲ့ဘွဲစီနေအကောင်လုံးကိုကျွန်တော်သုံးသပ်ပြီးတော့ရလက်တွေကိုကျွန်တော်ရဲ့အာတူးကြီးသောအမြင်နဲ့ခံမှန်းပြီးတော့ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီတပတ်ပရီးမီးယားလိဘွဲစဉ်6ကိုပေါ့နော်အသင်းကြီးအများစုကိုစန့်ကျင်ရမယ်အပတ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်အဲ့တော့ကျွန်တော်ရဲ့သုံးသပ်ချက်တွေကိုတပွဲချင်းပြည်သက်ကြီးလိုက်ပြီးတော့ကြည့်လိုက်ပါမယ်။ Okay ကျွန်တော်ပထမအဦးဆုံး ပွဲကတော့ Brentford နဲ့ Manchester United ပွဲဒီ Brentford နဲ့ Manchester United ပွဲစဉ်ကျွန်တော်သုံးသက်ချက်ကိုကျွန်တော်ရဲ့ page မှာအာကျွန်တော်အခြေချုပ်ရှင်းပြထားပါဗျအဲ့တော့ကျွန်တော်ရဲ့ final prediction ကတော့ Brentford 1 Manchester United 1 1-1ဆိုတဲ့တတိယရလနဲ့ပြီးဆုံးရမယ်လို့ကျွန်တော်ကတော့ခံမှန်းသုံးသပ်မိပါတယ်ဗျ။ Okay ကျွန်တော်တို့နောက်တစ်ပွဲကိုကြည့်လိုက်ရအောင်။နောက်တစ်ပွဲကတော့ Chelsea နဲ့ Brighton ။ Chelsea ကဒီပြီးခဲ့တဲ့အပတ်ပေါ့နော်။ပြီးခဲ့တဲ့အပတ် ီပြီးခဲ့တဲ့အပတ်မှာ Brentford ကိုတည်ကြတယ်အဲ Bayern Munich ကိုရှုံးတယ် Manchester United ကိုရှုံးတယ်အဲနောက်ဘွားပေါ့နော်ဟိုအသင်းငယ်လေး Lee Dou ကအသင်းငယ်လေးကိုလည်းကျွန်တော်တို့ကံကောင်းလို့ဟိုကံကောင်းလို့မဟုတ်ပါနော်ခြေစွမ်းစုပ်ပြတ်သက်ဆိုတာနေကျွန်တော်နိုင်ခဲ့တယ်ပေါ့ကျွန်တော်ဒီပွဲစဉ်က Lincoln City ပေါ့နော် Lincoln City ကိုကျွန်တော်တို့ခြေစွမ်းစုပ်ပြတ်ဆိုတာနေကျွန်တော်နိုင်ခဲ့တယ်ဂိုးသမားယော်ကက်ဆန်စုပ်ပြတ်နေရမှာတော်တော်စုပ်ပြတ်တယ် အော်ဒီနေ့ပွဲစဉ်မှာကျွန်တော်ထင်တာဟိုဂိုသမားနေရာမှာတော့ Robert Sanchez ပြန်ပြန်ပါလာမယ်လို့ကျွန်တော်ထင်တယ်။ Robert Sanchez ပဲဖန်ဖန်ဒီ Yorke Sanchez ပဲဖန်ဖန်နှစ်ကောင်လုံးကတော်တော်ကိုစုတ်တယ်လို့ကျွန်တော်ကတော့မြင်မိတယ်။ဒါအပြင်တစ်ဖက်တစ်ဖက်က Brighton ကိုပြန်ကြည့်ရမယ်ဆိုတော့ Brighton ကခြေစွမ်းကောင်းနေတယ်အတင်။ဒါအပြင်ဒီပြီးခဲ့တဲ့ EFL ကပ်မှာလည်း6-0ဆိုနဲ့ဟိုဟွာပါနော် Brandsley ဆိုတဲ့အတင်ကို6-0နဲ့အပြတ်သက်တိတ်ထားတာပေါ့နော်။အဲ့ဒါအပြင်အဲ့မတိုင်ခင်ကဒီ Man City အတင်ကိုလည်းသူတို့က2-1နဲ့ အာ21နဲ့အနရရှိအနရရှိတာသေးတယ်သူတို့ဒီဒီဟိုပါတော့ဒီပရီးမီးယားလိမှာရှုံးတာကတော့အဘာဒန်တင်ကို2-0နဲ့ရှုံးတာဖြစ်ပြီးရောဘရန်ဘုံမောင်တင်ကို2-1နဲ့ရှုံးတာဖြစ်တယ်အင်္ဂလန်ပွဲစဉ်မှာတော်တန်ဟော့စပါကို2-2မန်စီးတီးကို2-1ဖူဟန်1-1အဲ့တော့ဒီယာဒီမာပေါ့နော်ဒီဘရန်ဘရိုက်တန်ကတခုတည်းထားမှာဟိုအဝေးခွင့်နိုင်ပွဲတော့မရသေးဘူးအဝေးခွင့်နှစ်ပွဲကန်တာမှာနှစ်ပွဲလုံးရှုံးတာလေဒါအဝေးခွင့်၃ပွဲမြောက် အဲ့တော့သုံးပွဲမြောက်မှာအဝေးဝင်းစွမ်းဆောင်ရင်ကတော့ Brighton ကညံ့နေတယ်။သို့တော်လည်းပဲအင်္ဂလိပ်စွမ်းဆောင်ရင်ကတော့ကောင်းတယ်။ဒါပေမဲ့ဒီ EFL ပြီးခဲ့တဲ့ EFL Cup ကြားရတဲ့မှာကန်တယ်။ EFL Cup အဝေးဝင်း Burnley နဲ့ပွဲစဉ်မှာ6-9ကျူးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိရတယ်။အဲ့တော့ဒီကျွန်တော်ကတော့ဗောနော်ဒီဒီဘက်ပွဲစဉ်မှာကိုပါမပြန်လဲ ပါဝင်လာမလားမပါဝင်လားမဆိုတော့ကျွန်တော်တစ်ချက်တော့ကြည့်ရမယ်။ကိုဘမပါဝင်လာမယ်ဆိုရင်တော့ချဲစည်းဘက်ကအနိုင်ရလက်တစ်ခုကိုခံမှန်းလို့ရပါတယ်လို့ကျွန်တော်ထင်ပြီးတော့ကိုဘမပါဝင်လို့ဆိုတော့ကျွန်တော်ဒီတပတ်မှာပေါ့နော်ဒီချဲစည်းနဲ့ Brighton ကိုကျွန်တော်ကဟိုတည်ရကြသွားမယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ကျွန်တော်ရဲ့ final prediction ရကျွန်တော်ကိုဘမပါတဲ့ lineup နဲ့ပဲကျွန်တော်ခံမှန်းကြည့်လိုက်မယ်။ကျွန်တော်ချဲစည်းကို2 Brighton ကို2 Chelsea 2 Brighton 2တပတ်နှစ်ခုစီနဲ့တည်ရကြသွားမယ်လို့ကျွန်တော်ကတော့ထင်မြင်သုံးသပ်မိပါတယ်ခင်ဗျ။ โอเคကျွန်တော်နောက်တစ်ပွဲကိုတွားလိုက်အောင်နောက်တစ်ပွဲက Crystal Palace နဲ့ Liverpool Crystal Palace ကဒီရာဒီဟိုရှုံးဝဲမရှိသေးတဲ့အသင်းနှစ်ပွဲနိုင်ပြီးတော့အာ၃ပွဲတည်ရင်နဲ့ဇယားနံပါတ်5မှာရပ်တည်နေတဲ့အသင်းတစ်ဖက်က Liverpool ကတော့9ပွဲကန်9ပွဲနိုင်ပွဲတိုင်းကိုအနိုင်ရလာတဲ့အသင်း ီနှစ်သိန်းရပေါ့နော်ဒီပရီးမီးယားလိတွေမစတင်ရဲ့ community ရှိမှလည်းဒီထိတ်တိုက်တွေ့ဆုံလာရဲပေါ့နော်ဒီဂျာဝင်းဖြစ်တဲ့ဝင်းဘလီဝင်းမှာခံရမှာတစ်ဖက်ကိုနှစ်ကိုးစီနဲ့တည်ကြီးကြတာကိုတွေ့ရတယ်အဲ့တော့ဂျာဝင်းဖြစ်တဲ့ဝင်းဘလီမှာတော့တူးတူးတည်ကြရဲဆိုတော့ Crystal Palace ရဲ့အိမ်ဝင်းမှာဆိုရင်တော့ Crystal Palace ကပို့ပြီးတော့အားတာနေမျိုးကျွန်တော်ကတော့တွေးထင်မိတယ်ဒါပေမဲ့ ဒီရာဒီအစတုန်းကဒီ F0 ဘာလို့ရှိရယ်ပေါ့နော်အခုမှတော့အခုလက်ရှိမှာ Crystal Palace ဘာဒီ F0 ဘာလို့ကလာမကောင်းနေမရှိတော့ဘူးပေါ့နော်သို့ပေမဲ့လည်းဒီ Crystal Palace ရာ solid ဖြစ်နေတော့မယ်နောက်တန်းမှာ Richard ရဲ့အဲ Richard ရဲ့ကျွန်တော်ဒီအာ Lacrosse ရဲ့ဒီ Mackie ရဲ့ပေါ့နော်ဒီ၃ယောက်ကဒီ defensive 3 back ကအရင် solid ဖြစ်တယ်လို့ကျွန်တော်မြင်မိတယ်။ကွင်းလယ်မှာလည်းဒီ Marcus တို့အာဒီ Watton တို့ပေါ့နော် Adam Watton တို့လိုကစားသမားတွေ တော်တော်မြေကမ်းမရှိနေတဲ့ကြောင့်မလို့ဒီ Crystal Palace ကလည်းလုံးဝ short လို့မရတဲ့အတင်းတင်းလေးကိုကျွန်တော်ကတော့ထင်မြင်မိတယ်။ဒီ Crystal Palace နဲ့ Liverpool ပွဲစဉ်ဟာပွဲကောင်းတစ်ကောင်းဖြစ်လာအောင်လို့ကျွန်တော်တော့ထင်မြင်သုံးသပ်မိပါခင်ဗျာ။တစ်ဖက်က Liverpool ပြန်ကြည့် Liverpool ကဒီယာဒီမှာပေါ့နော်။ဒီနောက်ဆုံးကန်ခဲ့တဲ့ Everton တင်းကိုဟိုစောစောစီးစီးနိုင်လာပြီးတော့ပွဲပြီးသွားတာလွဲလို့ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးမှာသူကနောက်ဆုံးမိနစ်မှာကတ်ပြီးနိုင်လာတဲ့ဟာတွေကြီးပဲ။အဲ့တော့ဒီ Crystal Palace နဲ့ပွဲစဉ်မှာတော့ဒီကျွန်တော်ကတော့ပေါ့နော်။ Liverpool တင်းအမှတ်ရော့သွားလိမ့်မယ်လို့ကျွန်တော်ကတော့ ဟိုတွေးထင်မိပါတယ်ကျွန်တော်ရဲ့ final prediction ကတော့ Crystal Palace 1 Liverpool 1 1-1နဲ့တည်ကြသွားပြီးတော့ဒီပွဲစဉ်ပြီးသွားမယ်လို့ကျွန်တော်ကတော့တွေးထင်မိပါတယ်ဒါကျွန်တော်တယောက်တည်းရဲ့သုံးသက်ချက်ဖြစ်အတွေးတွေးတွေးထင်မိတဲ့သုံးသက်ချက်ဖြစ်ပါတယ်။ဟောပြည်သက်ကြီးအားလုံးပဲဒီကျွန်တော်တွေးရတဲ့ဟာတွေနဲ့မှားပြီးတော့ပေါ့အတင်းကြီးနေနိုင်သွားပါစေလို့ကျွန်တော်တော့ဆုတောင်းပေးပါတယ်ခင်ဗျာ။ โอเคနောက်သတင်းကိုကျွန်တော်တို့ကြည့်လိုက်ရအောင်နောက်သတင်းကကျွန်တော်ဘာလဲဆိုတော့ League United နဲ့ဘုံပေါက်တင်း League United ကဒီရာဒီအင်ကွင်းမှာတော်တော်ကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီ League United ကဟိုအင်ကွင်းမှာ Newcastle ကိုတရည်ကြတာတယ်ပြီးတော့ Everton ကို1-0ဆိုတဲ့ရာနဲ့နိုင်ရတယ်အဲ့တော့ဒီ League United ကအင်ကွင်းမှာရှုံးမဲ့မရှိတာဘူး ျွန်တော်ဘုံမောက်ကိုပြန်ကြည့်ရမယ်ဆိုရင်တော့ဘုံမောက်ရဲ့အဝေးခွင်းဟာဒီ Tottenham Hotspur ကိုဝမ်းစီးနဲ့နိုင်ရရှိရတယ်ပြီးတော့ကျွန်တော်တို့အဝေးခွင်းမှာ Liverpool ကို4-2နဲ့ရှုံးတာတယ်အဲ့တော့ဒီဒီတစ်ပတ်အဝေးခွင်းမှာတော့ဒီ Brentford အနေနဲ့ဒီ အင်ဂွင်းအားကောင်းတဲ့ Lee United ကိုတခုများလုတ်ပြသွားနိုင်မှာပေါ့နော်။ဒါအပြင်ဒီလက်ရှိ position အရလည်းဘုံမောက်တင်ဟာဟို၅ဘွဲကံပြီးတော့၃ဘွဲနိုင်တစ်ဘွဲတည်တစ်ဘွဲရှုံးဆိုရက်လက်ကိုပိုင်ဆိုင်ထားတယ်။အဆင့်ကလည်း၄နေရာမှာရရှိရတဲ့ကြောင့်မလို့ဒီနေ့ပွဲစဉ်မှာဘုံမောက်အနေနဲ့ထပ်မံပြီးတော့ Lee United ကိုနိုင်ရရှိသွားဦးမယ်လို့ကျွန်တော်တော့သုံးသပ်မိပါခင်ဗျာ။ဘုံမောက်အနေနဲ့ Lee United ကို2-0ဆိုတဲ့ရလက်နဲ့2-0ဆိုတဲ့ရလက်နဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်တော့ထင်မြင်မိပါခင်ဗျာ။ โอเคကျွန်တော်တို့ဒီနောက်တစ်ပွဲကိုသွားလိုက်အောင်နောက်တစ်ပွဲကတော့ Manchester City နဲ့ Burnley တင် Manchester City ကဒီနောက်ပိုင်းပွဲစဉ်တွေမှာပေါ့เนาะရလက်လေးပြန်ကောင်းလာတာကိုကျွန်တော်တွေ့ရတယ်ဒီနောက်ဆုံးပွဲစဉ်မှာနောက်ဆုံးပြီးခဲ့တဲ့ Premier League ပွဲစဉ်မှာ Arsenal ရဲ့အင်ကွင်းမှာဥဆောင်ကိုရတာပြီးတော့မှနောက်ဆုံးမိနစ်မှာမှခြေပါကိုပြေးလိုက်ရတယ်ဒါဂျာရဲ့ထဲမှာကန်တာရဲ့ EFL ပွဲစဉ်မှာလည်း2-0ဆိုရလက်နဲ့ ပြတ်သားစွာနိုင်ရရှိရတယ်ပေါ့နော်အဲ့တော့အဲ့ဒီမတိုင်ခင်ပွဲစဉ်မှာနာပိုလီကိုနိုင်တယ်မန်ချက်စတာနဲ့နိုင်တယ်အဲ့တော့နောက်ဆုံးလီဝဲစတိုက်မန်ချက်စတာစီးတီးယားရှုံးဝဲမရှိရတဲ့အသင်းတွေဖြစ်ပါတယ်โอเคကျွန်တော်ဘန်လီသင်းကိုတွားကြည့်လိုက်အောင်ဘန်လီသင်းကတော့ဒီမန်ချက်စတာစီးတီးနဲ့ပြောင်းမြင်နောက်ဆုံးလီဝဲစတိုက်နိုင်ပွဲမရရှိတာတဲ့အသင်းတွေဖြစ်ပါတယ်သူကမန်ချက်စတာစီးတီး sorry ဘန်လီကမန်ချက်စတာမြောက်ကို3-0နဲ့ရှုံးနေထားတယ်ဒါ့အပြင်ဒီလီဗာပူးစုလီဗာပူးကိုလည်းအင်္ဂလန်မှာ0-1ဆိုတဲ့ရလနဲ့ရှုံးနေထားတယ်ပြီးတော့ကာဒစ်ကိုပြီးခဲ့တဲ့ဂျာရက်ကကန်နဲ့ EFL ကမှာလည်းရှုံးနေထားတယ် နောက်ဆုံးကန်ခဲ့တဲ့ Nottingham Forest ပွဲစဉ်မှာလည်း1-1ဆိုတဲ့တရေရကကိုရှာပြီးသားတော့တွေ့ရတယ်။အဲ့တော့ Bandy ကကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အင်ကွင်းကမဆိုးလာတဲ့အနေအထားမှာရှိပြီးတော့အဝေးကွင်းမှာဆိုရင်တိတ်မများစစားလုပ်ပြနိုင်မလို့ကျွန်တော်တော့မထင်ပြပါဘူး။ဒီနေ့ပွဲစဉ်မှာကျွန်တော်ကတော့ Manchester City 3အာ sorry အာ Burnley 0 Manchester City က3-0ဆိုတဲ့ရလနဲ့ပြည့်ပြတ်တသားနဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်ကတော့ထင်နေပြပါခင်ဗျာ။ Okay ကျွန်တော်နောက်တစ်ပွဲသွားလိုက်ရအောင်။နောက်တစ်ပွဲကတော့ည7:00နာရီအာ sorry အာည7:00နာရီမှာကြံမယ်။ ကျွန်တော်တို့ဒီ Mountain Air Forest နဲ့ Sanderland အတင်းဖြစ်ပါခင်ဗျ။ Mountain Air Forest ကနီးပြပြောင်းလဲပြီးနောက်ပိုင်းမှာနှစ်ပွဲကံရမှာနှစ်ပွဲလုံးမနိုင်တော့ဘူး။ဒါအပြင်ဒီဂျာရဲ့အထက်မှာကံတဲ့ Europa League မှာလည်းဗတ်တင်အင်ကိုနှစ်ခုစီတည်ရကြတာနဲ့ဗတ်တင်အင်ခွင့်မှာတည်ရကြရဆိုတော့ဒီရလက်ကောင်းတစ်ခုလို့ကျွန်တော်တို့မှတ်ရလို့ရပါမယ်လေဒီနီးပြအစ်စ်ကဒီနိုင်ပွဲရရယူတာချင်းမရှိသေးဘူးပေါ့နော်ဆွမ်အာ sorry ဒီအာဆင်နယ်ကို sorry အာ Arsenal ကို3-0နဲ့ရှုံးတယ်ပြီးရင် Swansea ကို3-2နဲ့ EFL Cup မှာရှုံးတယ် Burnley ကိုဝန်းဝန်းတည်ကြတယ်ဂျာဂျာရက်တယ်မှာကန်တယ် Europa League မှာ2-2ဆိုတဲ့တည်ရလက်ကိုရယူကြတယ်အဲ့တော့ Nottingham Forest ကဒီရလက်တဲ့တိတ်မကောင်းတဲ့အနေအထားကိုတွေ့ရှိရတယ်ပေါ့နော်ကျွန်တော် Sunderland ကိုပြန်ကြည့်ရမယ်ဆိုတော့ Sunderland အဝေးခွင်းမှာ Crystal Palace ကိုစီးစီးတည်ကြတာလေပြီးွားရင်ကျွန်တော်အဝေးခွင်းမှာ Burnley ကို2-0နဲ့ရှုံးတာတယ်အဲ့တော့ဒီ Sunderland ကလည်း ရလက်ကြီးမကောင်းနေဘူးเนาะမက်ခရစ်စတယ်ပလစ်အင်ခွင်မှာဇီးဒီတေချတာရဲဆိုတာတော့ကျွန်တော်နည်းနည်း impressive ဖြစ်စီရတော့ရှိရယ်ပေါ့เนาะဒါဒါပေမဲ့ဒီအင်ခွင်ရလက်မှာတော့ဆန်နလက်ဟာ Watson 3-0နဲ့နိုင်ရတယ်ပြီးွားရင် Huddersfield 1-1တေချတယ် Brentford Premier League မှာ2-1နဲ့နိုင်ရတယ် Aston Villa 1-1နဲ့တေချရတယ်အဲ့တော့အင်ကွင်းမှာဆိုရင်တော့ဆန်နာလန်တင်ဟာရလက်ကောင်းလေးရှိပြီးတော့အဝေးကွင်းမှာဆိုရင်တော့တိတ်ပြီးရလက်ကောင်းလေးမရှိအောင်ကျွန်တော်တို့တတိထားပါမယ်။ အဲ့တော့ကျွန်တော်ကတော့ဒီ Northern Forest နဲ့ Sunderland ပွဲစဉ်မှာဒီ Northern Asian Northern Forest ကပထမဦးဆုံးနိုင်ပွဲကိုရောက်သွားမယ်လို့ကျွန်တော်တော့ထင်မြင်မိပါတယ်။ Northern Forest 1-0ဆိုတဲ့ရလဒ်နဲ့နိုင်သွားမယ်လို့ကျွန်တော်တော့ထင်မြင်မိပါတယ်ခင်ဗျ။ Okay ကျွန်တော်တို့နောက်ဆုံးပွဲစဉ်ကိုတွေ့လိုက်အောင်။နောက်ဆုံးပွဲစဉ်ကတော့ညမပါဘောနော်။တနင်္ဂနွေနေ့မနက်တနင်္ဂနွေခွဲမှာကျွန်တော်နော်။အဲ့တော့စနေနေ့ညပွဲစဉ်မှာကျွန်တော်ထည့်ရလိုက်မယ်။ဒီ Tottenham Hotspur နဲ့ Wolves အတင်းနဲ့ပွဲစဉ်မှာဖြစ်ပါမယ်။ Tottenham Hotspur ကတော့ ဟိုလက်ရှိမှာပေါ့နော်ဟိုရလက်ကမဆိုးလာတဲ့အနေထားမှာရှိတယ်ဒါ့ပြင်သူကလည်းပရီးမီးယားလိမှာအဆင့်၃နေရာမှာရယူကြတဲ့အတင်တင်သူနဲ့စန်းကျင်ဘက်ဝုကတော့အဆင့်20မှာရအဆင့်20မှာနေရာယူရတဲ့အတင်ပေါ့နော်ဒီနောက်ဆုံးပွဲပရီးမီးယားလိ၅ပွဲကံပြီးတော့၅ပွဲလုံးရှုံးလာတယ်ဂျာကိုက၃ခုပဲရှိပြီးတော့ပေကူက၁၂ခုရှိလာတယ် ်တပွဲကိုပြန်ပြနှစ်ကိုးကြော်ကြော်လောက်ပေးပြီးတော့တပွဲကိုပြန်ပြတကိုးတော့မရတဲ့အသင်းသင်းပါနော်ဒီလက်ရှိဖွန်ကောင်းနေတဲ့တော်တင်ဟော့စပါတော့နိုင်ရနိုင်ရရှိမယ်လို့ကျွန်တော်ကတော့မထင်မိမိဘူးခင်ဗျတော်တင်ဟော့စပါနောက်ဆုံး၃နောက်ဆုံး၄ပွဲစတိုင်းမှာ၃ပွဲနိုင်ပြီးတော့တပွဲတည်ကြတာပါနော်ဒါပြင်ဟိုအပြတ်သက်နိုင်တဲ့ပွဲကလည်းနှစ်ပွဲတည်တည်ရှောင်ရှိတယ်3စီးဆိုရင်လည်းနိုင်ပြတ်သက်နိုင်တာပါနော်ဒီနေ့ပွဲစဉ်မှာလည်းဒီတော်တင်ဟော့စပါဟာခုပတင်းကို3စီးဆိုရင်လည်းနိုင်ထပ်မံနိုင်ရှိသွားမယ်လို့ကျွန်တော်ကတော့ထင်မြင်နေတယ်လို့ကျွန်တော်ပြောကြရင်လည်းပဲကျွန်တော်ဒီစနေညပရီးမီယာလိပွဲစဉ် င်တုံးသက်ချက်အစီအစဉ်ကိုကျွန်တော်ဒီမှာပဲရနာကြပါမယ်။ကျေးဇူးပဲပြည့်တဲ့ကြီးအားလုံး Harry ကနေပြီးရောကျေးဇူးတင်ပါတယ်။အားလုံးပဲကျေးဇူးပါခင်ဗျာ။ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ကြပါအောင်။ See ya